မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိဘတ်ထဲကနဘတ်84အထက်တ ద్వార ဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့ဖခင်တတိအားအကျိုးစီးပွားဖြစ်ကြောင်းတရားမိကြတော့ခုနှစ်အရွယ်တတိသားငယ်အကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့ဤစီအားဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌တရင်တုံးတော်မူစဉ်တာဝတိပြည်ဝဲတထေတူဦးဤကိုနေနှစ်အရွယ်ရှိသားငယ်သည်ပညာရှိဤအကျိုးစီးပွား၌လိမ်မာဤသူတထေသားငယ်သည်တနေ့တနိုင်အဖထံကဲ့၍ အကျိုးစီးပွားဖြစ်ခြင်းအကြောင်းပြဿနာကိုမေးလေ၏အဖတထေးလည်းမဖြေနိုင်၍တားကိုခေါ်ကမြတ်စွာဘုရားထံသွားပြီးလျှင်မြတ်စွာဘုရားအားအရှင်ဘုရားဤသူငယ်ကပညာရှိ၏အကျိုးစီးပွား၌လိမ်မာ၏အကျိုးစီးပွားဖြစ်ခြင်းအကြောင်းပြဿနာမေးရာမဖြေနိုင်၍မြတ်စွာဘုရားထံတော်သို့လာရပါသည် ထိုပြဿနာအကျွန်ုပ်အားဖြေကြားပေးတော်မူပါဟုလျှောက်ထားလေ၏ မြတ်စွာဘုရားလည်းတထေးကြီးဤသူငယ်သည်ရှေးအခါ၌လည်းဤပြတနာကိုငါဖုရားအားမေးဖို့ပြီးငါဖုရားလည်းဖြေကြားခဲ့ဖို့ပြီးဤသူငယ်ကဤပြတနာအဖြစ်ကိုတိခဲ့ဖို့ပြီးယခုအခါဘဝတပါဖုံးလွှမ်းတစ်ဖြစ်မမတ်မီဟုမိတော်မူကာအောက်ပါအသေးစက်ကိုဆောင်းတော်မူသည်လေပြီးသောအခါဗာရဏတိပြည်ဝဲပြမတတ်မေမေပြုတည်ရှိသော ဖျားလောင်းသည်တထေးဖြစ်လေ၏ထိုတထေး၏ခုနှစ်နှစ်အရွယ်ရှိတားငယ်သည်ပညာရှိ၏အကျိုးစီးပွား၌လိမ်မာ၏ထိုတထေးတားငယ်သည်တနေ့တနေ့အဖတထေးကိုကက်ကဖခင်အကျိုးစီးပွားဖြစ်ခြင်းအကြောင်းအဘယ်နည်းဟုမေးလေ၏ထိုအခါအဖတထေးသည်တားငယ်အားအောက်ပါအတိုင်းဖြေကြားလေ၏ကျိုးစီးပွားဖြစ်ကြောင်း၆ပါး သည်အနာရောဂါမရှိခြင်းနှင့်အကျင့်တီလာနှင့်ပြည့်စုံခြင်း၃ပညာရှိတို့အဆုံးအမဩဝါဒကိုလိုက်နာခြင်း၄အကြအမြင်များခြင်း၅သူစရိုက်သုံးပါးကိုကျင့်ခြင်း၆မပြင်းရည်ခြင်းဤ၆ပါးတို့ကအကျိုးစီးပွားဖြစ်ကြောင်းဖြစ်သည်ဟုဖြေကြားလေ၏ထိုသူငယ်လည်းထိုအခါမှစ၍ထိုတရား၆ပါးတို့ကိုကျင့်လေ၏ အဖတည်းလေကာမုကုတို့တို့ကိုပြုလျက်တေလွန်တော်အခါကံအားလျော်စွာဖြစ်လေ၏ဤတို့လျင်မြတ်စွာဘုရားသည်အသေးပြစုံပံနတန်တော်ဝတ္ထုတို့ကိုအနုတန်ဒီဆက်ဆက်တော်မူလျက်ယဟန်တို့သူအခါတည်းသားသည်ယခုအခါတည်းသားဗာရဏတိတည်းသည်ငါဘုရားဖြစ်လာပြီဟုဇက်ကို ပေါင်းတော်မူသည် အထက်တွာရဆက်တော်ဤတွင်ပြီးဤအခုလိုပြပြခွေရအောင်ကျေးဇူးပြုပေးခဲ့သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။